ဘာဖြစ်လို့လဲဆိုတော့တဘာဝဘေးရန်တည်းရေမကြာခဏကြာရောက်နေတယ်။ကျွန်တော်တို့တိုင်းပြည်မှာပရာဟိတအမိခံပရာဟိတဖောင်ဒေးရှင်းတွေအများကြီးပေါ်လာတယ်။အဲဒီတော့ပေါ်လာတဲ့ချိန်မှာပရာဟိတဖောင်ဒေးရှင်းတေးတေးကြီးကြီးပေါ့အများကြီးရှိတာပေါ့နော်။အဲဒီတော့ပရာဟိတဖောင်ဒေးရှင်းနေအနေနဲ့ပရာဟိတကုမ္ပဏီဒီမီတက်တွေမဖြစ်သွားဘူးလိုအပ်ပါတယ်။ဘီယူဖိုင်တဲ့ကတော့ဒီပရာဟိတသမားတွေရဲ့အလွဲတွေကို အထောက်ပြဝေဖန်သွားတဲ့ဒီအမကြီးရဲ့ထောက်ပြမှုဝေဖန်မှုတွေကတော့လက်ခံနိုင်မယ်ဆိုရင်လက်ခံနိုင်လို့ရတဲ့စကလုံးတွေပါဆိုတော့တကယ်အိုက်တာစိတ်နဲ့မလုပ်ဘဲနဲ့တကယ်ပရိုက်တာစိတ်နဲ့တာလုံးမယ်ဆိုရင်တော့ဒီအမကြီးရဲ့ပြောတဲ့စကားတွေကတကယ်ကောင်းတဲ့စကားလို့လက်ခံနိုင်ကြမှာပါဆိုတော့ဘာတွေပြောထားလဲဘာတွေထောက်ပြထားတယ်လဲဘာတွေဝေဖန်ထားတယ်လဲဆိုတာကို ချက်ကြည့်အောင်โอเคဒီနေ့ရောမြင်းနေတွေ့နေတာလေးတွေရနေပြီးတော့မှသတိပေးဖို့ပြောဖို့လိုအပ်တယ်လို့ထင်တဲ့စကားလေးကိုပြောပါမယ်เนาะဒီလိုလေးပြောရင်မကြိုက်တဲ့သူတွေလည်းအများကြီးပေါ်လာနိုင်တယ်ဆဲဆိုဝေဖန်မဲ့သူတွေလည်းအများကြီးပေါ်လာနိုင်တယ်ဒါပေမဲ့ကျွန်မပြောပြရစီเนาะပြလို့လေဆိုတော့ ဓမ္မဝဘေးရန်တည်းရဲ့မကြာခဏကြာရောက်နေတယ်။ကျွန်တော်တို့တိုင်းပြည်မှာပရာဟိတအမိခံပရာဟိတဖောင်ဒေးရှင်းတွေအများကြီးပေါ်လာတယ်။အဲဒီတော့ပေါ်လာတဲ့ချိန်မှာပရာဟိတဖောင်ဒေးရှင်းတေးတေးကြီးကြီးပေါ့အများကြီးရှိတာပေါ့နော်။အဲဒီတော့ပရာဟိတဖောင်ဒေးရှင်းနေအနေနဲ့ပရာဟိတကုမ္ပဏီလီမိတက်တွေမဖြစ်သွားဘူးလိုအပ်ပါတယ်။ပြီးတော့ဒီပရာဟိတဖောင်ဒေးရှင်းနေဆိုတာက လိုအပ်တဲ့နေရာတွေကိုတွားရောက်လှူဒန်းပေးတယ်ဆိုတဲ့နေရာမှာ Foundation 2000တူတွေရဲ့ချွေးနှဲစာငွေတွေနဲ့လှူတာမဟုတ်ဘဲနဲ့အများခုနှစ်သားသမီးပြည်သူကလှူဒန်းထားတဲ့ငွေကြေးတွေကိုတဆင့်တာဝန်ခံဂျားခံအနေနဲ့တာဝန်ယူပြီးတော့မှလှူဒန်းပေးခြင်းဖြစ်တယ်။အဲဒါ Foundation 2000ထားတဲ့သူတွေဟာလည်း မိမိပိုင်ချွေးနှဲစာကိုလှူတာမဟုတ်ဖ ೇನೆ အများပြည်သူငွေတွေကိုလှူဒန်းပေးတာဖြစ်တဲ့အတွက်ကြောင့်လို့မိမိကအကူကြီးခံတဲ့သူတွေရှိမှမိမိရတထေးမကြီးလိုတထေးကြီးတွေလိုမိသားစုကြောင်းမကြီးတွေလိုသူစားတာတထေးကြော်ကြီးတွေလိုပုံစံမျိုးတော့ချိုးလို့ဖြစ်ဖူးနော်ဘာဖြစ်လို့လဲဆိုတော့ခொနည်းသားသမီးရဲ့အလူငွေတွေကိုစီမံပေးတဲ့သူအနေနဲ့ပဲ ရှိတဲ့နေမိမိဟာပြည်သူရဲ့ကျေးဇူးရှင်တခါတည်းပြည်သူကနေပြီးတော့မှအာမိမိဒါလင်ဆိုတဲ့ပုံစံမျိုးထက်မိမိသည်မိမိကိုလာရောက်လှူဒန်းတဲ့လှူဒန်းထားတဲ့ပြည်သူတွေရဲ့ငွေကြေးတွေကိုတဆင့်ပြန်လည်ပြီးတော့မှလှူဒန်းပေးတဲ့စီမံခန့်ခွဲသူအဖြစ်နဲ့သာရှိစေခြင်းနဲ့အထူးသဖြင့်တော့ဒါကတော့စီကိုင်းတဲ့လက်စီပေချာမှာအမှန်ပဲเนาะဒါကတော့တေစာတဲ့ တရားတစ်ခုပါเนาะဒါကိုလည်းကျမတို့ပြည်သူတွေကအရန်နှလုံးသားနှုတ်တယ်တခုတခုဆိုရင်အရန်ခံစားလွယ်တယ်တခုတခုဆိုရင်အရန်ချီးကျူးလွယ်တယ်ပြီးရင်လည်းတခုတခုဆိုအရန်ဆဲဆိုတာလွယ်တယ်တဲ့မဲ့ထင်းချောင်းတာမျိုးတော့အင်မတန်ရှားတယ်ဆဲလိုက်မယ်ဆဲလိုက်မယ်မကြိုက်တာတွေ့လို့ရှိရင်ဟာချစ်စရာတွေ့ရင်လည်းဟာချီးကျူးလိုက်မယ်ပုံမြောက်လိုက်မယ်အရန်ချစ်လိုက်မယ်အရန်ချက်ဆက်တိမခံဟာတခါလေဒီလိုဖြစ်မယ်ဒါပေမဲ့မှန်ရာမှန်ချောင်းကိုဝေဖန်သုံးသပ်ထောက်ပြတဲ့ ဟာမျိုးကတော့အင်မတန်နေပါတယ်။အဲဒီလိုမျိုးချားတွေကမှဝေဖန်သုံးသက်ထောက်ပြတဲ့သူတွေကိုလည်းမနာလိုလို့ကန့်လန့်နေပြောတာကိုကိုတိုင်းလုံနိုင်လို့လားစသဖြင့်ဒီလိုစကားတွေနဲ့ဝိုင်းဝန်းပြီးထိုးနှက်ကြတယ်။အဲ့တော့တော်တော်များများကတော့အမုန်းခံပြီးမပြောကြဘဲနဲ့လက်ဆောင်ပြီးတော့မှနေကြတယ်။အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကျွန်မပြောချင်တာကတော့နော်ဆိုတော့မိမိပရဟိတလုပ်တဲ့သူတွေဆိုတာကဒီအများပြည်သူကတဦးတိုင်းတစ်ယောက်တိုင်းက ရဲ့ပြန့်ကျင်းနေတဲ့အားကိုမိမိတနေရာမှာလာရောက်စုစည်းပြီးတော့မှမိမိကအများပြည်သူရဲ့ငွေကြေးနဲ့မိမိရဲ့လုံအားနဲ့ကိုပေါင်းဆက်ပြီးတော့မှလှူဒန်းခြင်းဖြစ်တယ်။မိမိဟာဝိသကာကြောင့်အမှန်ကြီးမဟုတ်ဘူး။မိမိဟာ သူစားတာတတိကြော်ကြီးမဟုတ်ဘူးမိမိဟာအများပြည်သူရဲ့ကျေးဇူးရှင်ကြီးမဟုတ်ဘူးဒါလေးကိုတော့ခေါင်းထဲထည့်ပြီးတော့မှပြည်သူတွေကိုမေတ္တာပေးတဲ့အချိန်မှာဒီပစ္စည်းဒီငွေကြေးဒီဥစ္စာတွေဒီအများပြည်သူရဲ့ငွေကြေးဖြစ်ကြောင်းအများပြည်သူရဲ့အလှူဒါနတွေဖြစ်ကြောင်းမိမိဒီအများပြည်သူ ကိုစားလာရောက်တာဝန်ယူဆောင်ရွက်ပေးခြင်းသာဖြစ်ကြောင်းအဲ့တော့ဒီအလှူခံပုံကိုယ်တွေကလည်းမေတ္တာပို့တဲ့အချိန်မှာဒီအများပြည်သူကို လူတန်းထားတဲ့အလူရှင်တွေကိုလည်းမေတ္တာပို့ပေးဖို့လိုအပ်ကြောင်းကလေးကိုလည်းပြောကြားဖို့လိုတယ်။အဲဒီစကားကတော့အထီးဆုံးပဲနော်။ကျိတ်ဆောင်ကျိတ်ဆောင်စကားလေးပါနော်။အဲ့ဒါတကယ်မှန်တယ်ဗျနော်။တကယ်မှန်ပါလေ။နော်ဒါလေးကတော့ جماعه လေး ကြိုက်တဲ့သူတွေရှိတယ်လို့မကြိုက်တဲ့သူတွေကျွန်မတို့အောက်မှာဆဲတဲ့သူတွေဝေဖန်မဲ့သူတွေအများကြီးရှိကောင်းရှိနိုင်တယ်။အဲ့တော့ဒါပေမဲ့လည်းကျွန်မတို့မြင်တာကိုပြောမယ်။မြန်မာပြည်ကပရဟိတဖောင်ဒေးရှင်းနေသည်ပရဟိတကုမ္ပဏီလီမိတက်တွေဖြစ်မနေဘူးလိုအပ်တယ်။ဟုတ်တယ်။ဒါလေးဆိုရင်ရပြီ။ဒါဆိုရင်ရပြီ။နော်။ကျေးဇူးများကြီးတင်ပါတယ်ဒီမှာပြောတော်တဲ့စကားလုံးတွေကတော့မိတ်တယ်ဗျာเนาะဒါပရိုက်တာသမားတွေလှူတတ်တဲ့လူတွေလှူတတ်အောင်เนาะတင်မှတ် ပေးတာအကျံပေးတာထောက်ပြဝေဖိုင်တာပေါ့နော်တိတ်ခိတာတော့မဟုတ်တော့ပါဘူးဆိုတော့ဒီလိုပြောပေးမဲ့လူတွေအများကြီးလိုတယ်ဗျနော်ဒီလိုပြောပေးမဲ့လူတွေနော်အဲ့လိုအမုန်းခံမဲ့လူတွေအများကြီးလိုပါတယ်ဆိုတော့ဟိုအဆေးတန်းတဲ့လူတွေများတယ်ဗျတကူဆိုရင်နော်ဆိုတော့ဒီလိုပြောပေးဖို့ဆိုတော့တော့ background လေးကောင်းဖို့လိုမယ်ထင်ပါတယ်။နောက်သူ့လုံကားလို့အကောင်မျိုးတွေကတော့ခြေထည့်ရောက်ပါမယ်နော်။ ဒီလိုပြောပေးမဲ့လို့လေလို့လေဆိုတော့သွားပြီးသွားပြီးတော့ခြောက်ပြီးတော့သွားမပြောကြနဲ့အောင်နော်ကို background ကို့မှာ background ဘယ်လောက်ထိခိုင်လဲဆိုတာကိုနော် foundation ကိုရဲ့ foundation ကဘယ်လောက်ခိုင်လဲဆိုတာကြည့်ပါအောင်နော်ပြီးမှပဲအဲသွားပြောပါမောင်းရင်တော့မောင်းရင်တော့နော် okay ဒီ video ဖိုင်ကတော့ဒီလောက်ပါပဲ okay see you next video bye bye